အားလုံးပဲမင်္ဂလာပါကျမကတော့ကလေးငယ်လေးတွေကိုခိုးရပါတာစကားရေးသက်ဖက်သက်ပြောသက်အောင်တင် जा ပေးတော့မယ်ဆမ်မဖြစ်ပါတယ်ဆမ်နဲ့အတူခိုးရပါတာစကားကိုနေ့စီလေးလာလို့ရအောင်ဆမ်ရဲ့ page ကိုလည်း like and share လေးလုပ်သွားပေးဖို့ကြိုချပါတယ်ရှင်ဒါဆိုလို့ရှိရင်တင်ကန်းစာလေးကိုစားလိုက်ကြရအောင်ပါမယ်ဒီနေ့ကတော့အခန်းနှစ်ကိုရီးယားတရဖြစ်ပါတယ် ဒါလေးတွေကိုခြာရေးထားပြီးပါเนาะဒီနေ့ကအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အဲခိုရီးယားတရလေးအကြောင်းကို လေ့လာမှာဖြစ်ပါတယ်။ဒီမှာရေးထားတာဖတ်ကြည့်အောင်တရတွေကိုတဲ့ခိုရီးယားလိုကောင်းကင်မြေကြီးလူဆိုတဲ့တင်ကေတစလုံး၃လုံးနဲ့ပေါင်းဆက်ဖွဲ့စည်းထားတယ်တဲ့။အဲ့တော့ကြည့်မယ်နော်။စမ်းပြပေးမယ်။ကောင်းကင် ြေကြီးပြီးရင်လူဒီ၃ခုကိုပေါင်းပြီးတော့သူတရကိုဖန်တီးထားတာဖြစ်တယ်ဒီကောင်းကင်ကိုဟိုးအရင်တော့ကသူကိုရီးယားလူမျိုးတွေကတဲ့ဒီကောင်းကင်ရဲ့မြေကြီးရဲ့လူကိုအဲသူတို့အရန်အရေးကြီးတဲ့အရာလို့သတ်မှတ်ကြတယ်တဲ့ဒါကြောင့်မလို့ဟောဒီဆက်လုံးတွေကိုဖန်တီးတဲ့ချိန်မှာလဲအဲဒီကောင်းကင် ကောင်းကင်မြေကြီးလူကိုကြည့်ပြီးမှပေါ့နော်အဲ့လိုမျိုးအဓိကအမ်ဒီတရကိုဖန်တီးထားတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီမှာကောင်းကင်ကိုကြည့်ပြီးတော့သူတို့ကဘာတွေ့ကောင်းကင်မှာဘာရှိလဲနေမှာဆိုရင်နေမှာဆိုရင်လည်းနေမင်းကြီးရှိတယ်နော်ပြီးရင်ညမှာဆိုရင်လည်းဘာရှိလဲလမင်းကြီးရှိတယ်အဲ့တော့လလရှိရပေါ့နော် အဲ့တော့ကောင်းကင်ကိုကြည်ပြီးတော့နေမင်းကြီးကိုတွေ့ရတဲ့ချိန်မှာအဲသူတို့ကဒီအဆက်လေးပေါ့နော်ဝန်းဝိုင်းလေးပုံစံကိုယူလိုက်တယ်ဒါကိုကောင်းကင်ဆိုမှတင်ဂီတာနဲ့မှတ်ထားလိုက်တယ်အဲမြေကြီးကဒီမြေပြန့်ပုံစံရှိရလीနော်အဲ့တော့မြေပြန့်ပုံစံရှိတယ်ဒါကြောင့်မလို့သူတို့ကအဲမြင်းဖြောင့်ပုံစံလေးယူလိုက်တယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုရင်လူသူတို့က အာတက်မှတ်ခြင်းတဲ့ကြောင့်မလို့လူတင်ကေတာယူခြင်းတဲ့ကြောင့်မလို့ဒီမှာဒေါင်လိုက်အနေနဲ့ပေါ့နော်ဒါဒီ down light ရှိတဲ့အရာကလူဖြစ်တယ်ဆိုမှဒီသူတို့ကအဲယူထားတာဖြစ်တယ်ဗောနော်အဲ့တော့ဒီကောင်းကင်မြေကြီးလူ၃ခုပေါင်းချင်းအဖြစ်အဲကိုရီးယားတရဆိုတာဖြစ်လာတယ်တဲ့နော်အဲ့တော့အာအားလုံးစိတ်ဝင်စားစရာကောင်းနေနော်โอเคဒါဆိုရင် တတမမီတို့ကခဏနေကြရင်ဒီအလုံးလေးကလေအလုံးမဟုတ်ပဲနဲ့အဲဒီမင်းကြောင်းအနေနဲ့ပြောင်းသွားမှာဖြစ်တယ်ပေါ့နော်။ဂျာဒီနေ့ကတော့အခုနအာအလုံးလေးကဒီမှာတသေးလေးတွေ့ရလားဒီလိုမင်းကြောင်းပုံစံလေးပြောင်းသွားတာဖြစ်တယ်နော်။အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်အားလုံးတုတ်ချောင်းတုတ်ချောင်းတွေ့ရတယ်နော်။အဲ့တော့အဲ့အရာတွေကလေအားလုံးအခုနကောင်းကင်မြေကြီးလူအဲဆိုတဲ့ဒီတင်ကေတာကိုယူပြီးမှအဲရေးဆွဲထားတာဖြစ်တယ်။ ဲ့တော့အဲနံပါတ်1မူရင်းတရသို့မဟုတ်တဒံမီတရများဘယ်နှလုံးရှိလဲဆိုတော့10လုံးရှိတယ်အဲ့တော့ဒီနေ့ကအာတရ1နံပါတ်1ကိုအရင်လေ့လာမယ်ပေါ့နော်တရ2လည်းရှိတယ်2ကနောက်နောက်ရက်တွေမှာလေ့လာမယ်အဲ့တော့ဒီနေ့ဒီနေ့ကတော့တရ1ဖြစ်ပါတယ်10လုံးရှိတယ်ဂျာလိုက်စုကြည့်မယ်အာ o o u ë ဒီအားတွေ u မဟုတ်ဘူးเนาะအဲ့တော့မြန်မာလိုအတိအကျရေးလို့မရလို့အတန်ထွက်အတိအကျရေးလို့မရလို့ sam က u လို့ရေးထား u မဟုတ်ဘူး ë အဲ့တော့ပါးစပ်ကိုဖြဲမှဆိုရ ë เนาะဒါ i e ဒါလဲအဲပဲသူတို့နှစ်ခုကအတန်ကတူတယ်ဒါပေမဲ့ Sam ကလေအဲဒီဟာကိုတွေ့မယ်ဆိုလို့အာဒီနှစ်ခုကိုနည်းနည်းခွဲခွဲခြားစီခြင်းလို့ Sam ကဒီမှာအဲအတန်ထွက်ကိုမတူအောင်ရေးထားပေးတယ်ဒါပေမဲ့တကယ်တမ်းတော့သူတို့နှစ်ခုကအတန်ကအဲတူတယ်နော်တူတယ်ဒါပေမဲ့မတူအောင် message ချင်လို့ Sam ကဒီမှာမြန်မာအတန်ထွက်ကိုမတူအောင်ရေးထားပေးတယ် เนาะဒါဆိုရှင်အဲဒါကဝဲဝီโอเคအဲ့တော့အမူရင်းတရမှာကဘာရှိလဲဆိုတော့တဒံမီတရတွေရှိတယ်တဒံမီတရဆိုတာအတန်တစ်ခုတည်းပဲထက်တဲ့ဟောက်ပြောတာအဲ့တော့အာဘာနဲ့မှမပေါင်းဘာနဲ့မှမပေါင်းမင်းလည်းသူတစ်ခုတည်းပဲအမ်အတန်တဒံပဲရှိတဲ့အရာကိုပြောတာပေါ့နော် ဲ့တော့အဲ့လိုမျိုးတဒံပဲရှိတဲ့အရာတဒံပဲရှိတဲ့တရတွေက10လုံးရှိတယ်တဲ့အဲ့တော့အဲတလုံးချင်းစီဆမ်ကတင်ပြီးတော့မှဖြစ်ပါတယ်ဒါလေးတွေကိုခြိုက်ရေးထားမယ်နော်ခြိုက်ရေးထားမယ်အဲ့တော့ဆမ်ဗီဒီယိုကြည့်မှ pass နှိပ်ပြီးတော့လေခြိုက်ရေးထားနော်ဒါတလုံးချင်းစီတင်ပြီးမှဖြစ်ပါတယ်ပထမတလုံးကိုဘယ်လိုရေးလဲဆိုတော့ ရေးပုံရေးနီးမှန်ရမှာဖြစ်လို့ Sam ကတည်တည်ချစ်စာလေးရေးစီချင်တယ်1 2အလူရေးရတယ်เนาะပထမဆုံးတစ်လုံးကအာအာ အောက်ဘလူရေးရလဲ1 2ဟုတ်ပြီเนาะပြီးရင်ဒုတိယတစ်လုံးပြန်သွားမယ်ဒုတိယတလုံးက1 2အဲ့ဒါပါလဲဆိုတော့ all 어, 두 단, 퇴가 어, 너, 두, 오, 어, 로, 거래, 너. 자, 나, 또, 롱, 변, 다음 에. 원, 투. 응, 다, 우자로, 알루, 이, 래. 원, 투. 라, 이, 니, 비, 라. 라, 이, 메, 너. 다, 롱, 치, 시, 라, 이, 바, 메. 두, 우자로, 오, 로, 거래. 오, 원, to or ဟုတ်ပြီနော်ဒါနောက်တစ်ခုက t ပုံစံလေးเนาะသူ့ရေးတဲ့ချိန်မှာ1 2လွယ်လွယ်လေးပဲเนาะလွယ်လိုက်တာသူ့ကိုဘယ်လိုခေါ်လဲဆိုတော့ ooh ooh ဒါရေးပြီးသွားပြီလား okay ဒါနောက်တစ်ခုကတစ်ခေါက်ပဲသူကလေတစ်ခေါက်ပဲတစ်ခေါက်ပဲ အဲ့လိုပဲဆွဲလိုက်တာသူကြတော့ဥမဟုတ်ဘူးเนาะဥဥဒီပါဇက်ကိုဖြဲမှဆိုမယ်เนาะตั้วไก่มาလीဥဥဟုတ်ပါတယ်ဥโอเคဒါလေးခြာရေးထားမယ်1တစ်ခေါက်ပဲเนาะနောက်တစ်ခုဒါတုတ်ချောင်းတုတ်ချောင်းကဘာဘာလို့ပြောထားလဲလူโอเคတုတ်ချောင်း သူ့ကိုဘာလို့ခေါ်လဲဆိုတော့ e 1တစ်ခေါက်ပဲလွှင်လိုက်တာเนาะခြားဆိုတတမီမီတော့ဒုတ်ချောင်းကိုတွေ့မယ်ဆိုရင်ဘာလို့မှတ်မှာလဲ e အာဒါ e ပဲဆိုတော့မှတ်ထားမယ်เนาะ e okay ရေးပြီးသွားပြီလားဒါနောက်ပြန်ဆက်သွားပါမယ်အော်ဒါပါတော့ h ပုံစံကြီးเนาะ h ပုံစံအင်္ဂလိပ်စာလုံး h နဲ့တူတယ်။ဂျာသူ့ကိုဘာလို့ခေါ်လဲဆိုတော့ a လို့ခေါ်တယ်။ a ဂျာဘယ်လိုရေးရလဲဆိုတော့လိုက်ရေးမယ်နော်1 2 3 okay အဲ့လိုရေးပါတယ်။သူ့ကို a လို့ခေါ်တယ်။ဂျာလိုက်စုမယ် a ဟုတ်ပါတယ်။ ပြီးနောက်တစ်ခုပြန်ဆက်သွားမယ်နော်ဒါဒီကလည်းခုနကလည်းအတန်ထက်တူတယ်သူလည်းအဲပဲဒါပေမဲ့ Sam ကမတူအောင် message ချင်လို့စလုံးကမတူဘူးလေနော်ဒါကြောင့်မတူအောင် message ချင်လို့အတန်ထက်ကတူတယ်ဒါပေမဲ့ဘာမတူလဲစလုံးမတူဘူးအဲကြောင့်သူ့ကိုကြတော့အဲအာရေးရပလက်တာအဲနဲ့လောက်ထားပြီးတယ်နော်အဲ့တော့အဲ သူ့အကြောင်းဘယ်လိုရေးလဲဆိုတော့1 2 3လဲနေနော်ဂျာ1 2 3လိုက်မိလားโอเคအဲ့လိုရေးတာမှန်ပါတယ်ဂျာလိုက်စုမယ်အဲသူ့ဘာလို့ခေါ်လဲအဲโอเคဟုတ်ပါပြီနောက်ထပ်ဆက်သွားမယ် ။အိုးဒါကပါတော့။ဂျာသူကဘလူရေးရလဲဆိုသူ့ဘာလို့ခေါ်လဲဆိုတော့ဝဲ။ဝဲလို့ခေါ်တယ်နော်။အဲ့တော့သူ့ဘာလို့ခေါ်လဲဝဲလို့ခေါ်တယ်သူ့ဘလူရေးရလဲဆိုတော့1 2ဂျာလိုက်ရေးမယ်1 2ရေးပြီးသားပြီနော်3ဟုတ်ပါတယ်1 2 3 two, three. 두 말로 걸려서 where. 음, where. Okay. 자, 몇 다음에 너. 자, 나도 그 변사 다음에. 두 아쌤, 뭐, 이미라요. 변, 이비면 너. 두 자로. 위. 위로 걸어, 두 자리. 자, 또 뭘로 이해하면 돼? 1, 2, 3위아따아 따담에 퇴하면 위 오케이 자, 이비도 아이라 1, 2, 3 라이소메 위 허바레